်မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝဲမှာဈေးဝယ်ပညာ channel ကနေပြီးတော့ကြိုးစားပါတယ်အော်ဒီနေ့တော့ဇလန်းလေးတစ်ခုကို ပြောပြပေးပါမယ်ဇလန်းဆာမှာတော့ဒေါ်မင်းမင်းဟာနှလုံးယောဂာနဲ့သူတို့ယောဂာရှိနေတဲ့အတွက်ဇာဝင်နဲ့ပြတ်သားပြီးတော့ဈေးကုသမှုကိုပုံမှန်ခံယူနေတာဖြစ်ပါတယ်သူမရဲ့သွေးရင်းကိုလက်စတရောပမာဏကမြင့်မားနေတဲ့အတွက်ဇာဝင်ကအီရိုဘတ်စတတင်ဈေးကိုညွှန်ပေးလိုက်ပါတယ် အဲ့ဒီဇေကသူမရဲ့သွေးတွင်းကိုလက်စထရောကိုချော့ချပေးပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြေကိုချော့ချပေးမယ်လို့ဆရာဝန်က ရှင်းပြလိုက်ပါတယ်။ Erobastatin ကသွေးထဲမှာရှိတဲ့မကောင်းတဲ့ကိုလက်စထရော LDL ကိုချော့ချပေးပြီးတော့ကောင်းတဲ့ကိုလက်စထရော HDL ကိုမြင့်တင်ပေးပါတယ်။ဒါကြောင့်ဒေါ်မင်းမင်းရဲ့သွေးတွင်းကိုလက်စထရောပမာဏကပုံမှန်ပြန်ဖြစ်လာပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြေလည်းရော့ကျလာပါတယ်။ ရိုဘတ်စတက်တင်သည်စတက်တင်အုပ်စုဝင်ဆေးဖြစ်ပြီးတော့သွေးရင်းကိုလက်စထရောကိုထိရောက်စွာရှော့ချပေးနိုင်တယ်။ဒါကြောင့်နှလုံးနဲ့သွေးကြောဆံရပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဆရာဝန်ကဒေါ်မင်းမြင့်တို့ကဒီနေ့ကိုအီရိုဘတ်စတက်တင်20 mg တောက်ဖို့ညွှန်ကြားလိုက်ပါတယ်။ဆေးကိုညအရဝင်ငယ်နေ့မှာရေနဲ့တောက်ရပါတယ်။ဆရာဝန်ညွှန်ကြားတဲ့အတိုင်းရက်ရှည်တောက်ရပါတယ်။ ရုတ်တရက်ရလိုက်ရင်သွေးတွင်းကိုလစတရောပမာဏပြန်လည်မြင့်တက်လာနိုင်ပါတယ်။ Aerobastatin ကတခြားကိုလစတရောချပေးတဲ့ဆေးတွေနဲ့မတူဘဲနဲ့သွေးတွင်းကိုလစတရောကိုထိရောက်စွာရှော့ချပေးနိုင်ပါတယ်။သူနဲ့အလားတူဆေးတွေဖြစ်တဲ့ Simvastatin ဒီဆေးကကြတော့ Aerobastatin ထက် အာနိသင်နေပြီးတော့ဘေးအတွက်ဆိုးကျိုးပိုများပါတယ်။ Rosuvastatin အဲ့ဒီဆေးက Aerobastatin ထက်ပိုပြီးအာနိသင်ရှိပေမဲ့ ဈေးပိုကြီးပါတယ်သတိထားမှတ်ချက်အနေနဲ့ကတော့ဈေးကိုမှန်မှန်တောက်ဖို့လိုပါတယ်ဈေးတောက်နေတဲ့အချိန်မှာသွေးတွင်းကိုလက်စထရောပမာဏကိုပုံမှန်စစ်ဆေးပါဈေးတောက်ပြီးကြွက်သားနာကျင်တာအသည်ထိကပ်တာတွေဖြစ်နိုင်ပါတယ်ကုန်ဝင်ဆောင်နဲ့노တိုင်မိခင်တွေကဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်တင်ပါတယ်။ဇလဲအဆုံးမှာတော့အတော်မြင့်မြတ်ဟာအီရိုဘတ်စတက်တင်ဆေးကိုမှန်မှန်တောက်ပြီးဆရာဝန်ညွန်ကြားတဲ့အတိုင်းလိုက်နာတဲ့အတွက် သူမရဲ့သွေးတွင်းကိုလက်စထရောပမာဏကပုံမှန်ပြန်ဖြစ်လာပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြေတွေပျောက်ကင်းသွားပါတယ်။သူမရဲ့နေ့စဉ်ဘဝကပုံမှန်ပြန်ဖြစ်လာပြီးတော့ကျမကြီးကောင်းမွန်သွားတဲ့ပျော်ရွှင်စရာဘဝကို ပြန်လဲရရှိသွားပါတယ်။ဒါကြောင့်ချင်းချုပ်အနေနဲ့ပြောချင်တာကတော့ယူရိုဘတ်စတတင်ဒီသွေးတွင်းကိုလက်စထရောကိုရှင်းချပေးပြီးအလုံးရောဂါဖြစ်နိုင်ခြေကိုရှော့ချပေးတဲ့ထိရောက်တဲ့ဆေးတမျိုးဖြစ်ပါတယ်။ဆေးကိုဆရာဝန်ညွှန်ကြားချက်အတိုင်းမှန်မှန်တောက်ပြီးတော့ တတိထားမဲ့အချက်များကို လိုက်နာဖို့အရေးကြီးပါတယ်။တခြားကိုလက်စထရောရှော့ချဆေးများနဲ့ကွာခြားချက်များကိုသိရှိထားခြင်းဖြင့်မိမိတို့အတွက်အသင့်တော်တဲ့ဆေးကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ဒါတော့သွေးရင်းကိုလက်စထရောချသည့်အီဒိုဘတ်စတင်အကြောင်းနဲ့ပတ်သက်ပြီးတော့ပုံမြင်ဇလန်းလေးနဲ့မျှဝေပေးတာဖြစ်ပါတယ်။ကြိုးရှိမဲ့လို့ယုံကြည်ပါတယ်။ Channel လေးကို like လုပ်ပေးပါ subscribe လုပ်ပေးပါ။ဗီဒီယိုများကို နေ့တိုင်းအသစ် အသစ်ဗီဒီယိုများကိုနေ့တိုင်းထပ်တင်ပေးနေပါတယ် notification ခေါင်းလောင်းလေးကိုနေ့ချင်းအဖြစ်ဗီဒီယိုအသစ်တင်မယ်ဆိုရင်သိနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်